ရှောင်းဝဲတွေဆိုတာအချမ်းအများကြီးပို့ခဲ့တဲ့ United ရဲ့ Europa League ရှုံးပွဲ။ဗိဒ္ဓမြားလုံးပဲမိန်လာများ Manchester Force ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်။ဘောလုံးဝဲတွေရဲ့ရှုံးပွဲကအသင်းအသင်းရဲ့အခြေအနေကိုအတော်လေးထိခိုက်သွားစေတယ်ဆိုတာအပိုပြောတာမဟုတ်ပါဘူး။ဘောလုံးဝဲရှုံးနေဆိုပေမဲ့အဲဒီရှုံးပွဲနောက်မှာနောက်ဆက်တွဲတွေကလည်းအများကြီးရှိနေပါရင်။ United ကတော့ Spurs ကို Europa League ဘောလုံးဝဲမှာရှုံးနေသွားခဲ့လို့ဥရောပဖလားတစ်လုံးလဲလွတ်လိုက်ရပါရင်။ဒါကြောင့်မို့လို့ရရှိမဲ့စုချင်းမွေတွေလည်းအတော်လေးဆုံးရှုံးထိခိုက်သွားရပါရင်။ စပွန်ဆာကမ္ပဏီနဲ့ချုပ်ဆိုထားတဲ့အဖို့ဆိုကြီးတွေလည်းရရှိမှာမဟုတ်ပါဘူးအဓိကထိုးတဲ့အချက်ကတော့ဒီဘလားကိုလက်လွတ်ခဲ့ရလို့ United ကတော့လာမယ့်ရာသီမှာ Champions League ဝင်ခွင့်နဲ့လွဲချော်သွားခဲ့ရပါတယ်ပရီးမီးယားလိမ်မှာလည်းအဆင့်ဆက်ဆောင်ပေါ်လို့ United ကတော့လာမယ့်ရာသီမှာဥရောပပြိုင်ပွဲတွေမှာကစားခွင့်ရရှိမှာမဟုတ်ပါဘူးဒီလိုဥရောပပြိုင်ပွဲတွေမှာကစားရတာရဲ့နောက်ဆက်တွဲအပြင် United ဟာလာမယ့်နေရာသီအပြောင်းရွှေ့မှာကစားမအသစ်တွေကိုခေါ်ယူဖို့အခက်အခဲဖြစ်လာနိုင်ပါတယ် United ဟာယောပါလိမ်မှာပွဲတွေပဲရှုံးနေခဲ့တာဆိုပေမဲ့ United အတွက်ကတော့ဒီပွဲရဲ့နောက်ဆက်တွဲထိုးနှက်ချက်တွေကအတော်လေးကိုများခဲ့တာပါ ယူနိုက်တက်အနေနဲ့ဒီရှုံးပွဲကြောင့်လာမယ့်ရာသီမှာမွေကြေးပိုင်းအိမ်ရာကစားသမားတွေခေါ်ယူဖို့ရောအများကြီးရုန်းကန်သွားရဖို့ရှိနေပါတယ်။လာမယ့်ရာသီမှာဥရောပပြိုင်ပွဲမကစားတဲ့အခါယူနိုက်တက်အနေနဲ့အသင်းရဲ့အကျယ်ဝင်းကစားသမားတွေကိုလည်းစက်ထိန်ထားဖို့ခက်သလိုထိတဲ့ကစားသမားတွေခေါ်ယူဖို့အတွက်လည်းရုန်းကန်သွားရမှာပါ။ယူနိုက်တက်တာဝန်ရှိသူတွေကတော့ရလဒ်တီဆိုးရနေပြီမယ့်အမ်မိုရင်ကိုဆက်လက်ထောက်ခံနေဆဲဖြစ်ပြီးတော့လာမယ့်ရာသီမှာအခွင့်အရေးပေးသွားဦးမှာပါ။ ဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ